တိုတလာကနေပြီးတော့ဒီ daily test တွေကနေပြီးတော့ point ညမရတော့လို့ဆင်းညင်နေတဲ့သူတွေတဲ့တော့ဒီနေ့ပြရမှာဆိုရင်တော့တိုတလိုက်ကနေပြီးတော့ daily test တွေကိုတိုးအောင်လို့ point တို့နေလေးကျွန်တော်ဒီနေ့ message တွေမျှောက်ပေးသွားမယ်ပေါ့နော်အာဒီလို point တို့ချင်းအပြင် message တို့တရက်ကို100နီးပါးလောက်ရနိုင်တယ်ပေါ့နော် okay ဒီ point တို့တဲ့ခါမှာဆိုရင် message တို့ဒီတိုတလိုက်သုံးခဲ့သူဆိုရင်ကျော်တိလိုက်မယ်အပေါ်မှာဆိုရင်ကျော်သူက9ရက်သားမို့ဆိုရင်14ရက်စာဒီအပေါ်ဘားလေးပြပေးထားတယ်ပေါ့နော်ဒီအပေါ်ဘားလေးမှာဆိုရင် ကျုပ် point 2ထားတဲ့သူဆိုရင် point เนี่ย100 200ရပါเนาะအာဒီလောက်ပဲရတယ်ပေါ့เนาะ point 2ထားမယ်ဆိုရင်ဒီမှာ4000 2000 3000ပေါ့เนาะအစားစားရတယ်ပေါ့เนาะအဲ့တော့ဒါမျိုးဆိုရင် တိုးမယ်ဆိုရင်တော့ तू ဟာဒီဒီမိတ်ဆွေတို့ခုနှစ်ပြေးထားမယ်ဆိုရင်နောက်ဆုံးခုနှစ်ရက်မြောက်နေ့ပေါ့เนาะခုနှစ်ရက်မြောက်နေ့နောက်နေ့နောက်နေ့အစ်စ်မြောက်ခင်မှာကျွန်တော်တိုးပြရတယ်ပေါ့เนาะအဲ့ဒီညဥမာနေဥမာဆိုပါစို့ကျွန်တော်ဒီနေ့ခုနှစ်ရက်မြောက်နေ့ပေါ့เนาะမနေ့ဖန်ဆိုရင်တရက်နေ့ပြန်စမယ်ဆိုရင်ဒီနေ့ဒီနေ့လိုညမျိုး ခုနိုင်နောက်ပိုင်းမှာတို့ပေးရတာပေါ့နော်အဲတကယ်လို့မလို့မပေါ်မိတ်ဆွေအောက်မှာပါတဲ့ကျော်ဗီဒီယိုကြည့်ရတာပေါ့နော်အဲကျော်ဒီအောင်နာလေးမှာဗီဒီယိုကြည့်ရတာလေးပါတယ်ပေါ့နော်ဒီမှာဆိုပုံမှန်ဆိုတော့2500ပဲရှိတယ်ပေါ့နော်ဒါအောင်တို့မယ်ဆိုရင်သူကနေရင်တို့ပေးရတယ်ပေါ့နော်နေရင်တို့မယ်ဆိုသူက2500.6400ကျော်ဒီရနိုင်တယ်ပေါ့နော် okay ဒါမျိုးရဖို့ဆိုရင် point 2ကိုလိုရတယ်။ point 2ရဲ့ခါမှာဆိုမိတ်ဆွေတို့က Xiaomi ဖုန်းနဲ့ဆိုရင်ကိုယ့်အကူ အခုဖုန်းနဲ့ကိုဒိုက်ရိုက်တိုးလို့ရရပေါ့နော် Xiaomi ဖုန်းနဲ့ဆိုရင်ကိုယ့်ရဲ့ TikTok Lite ကိုကျူရဲ app နေနဲ့အကလုံးပွားလိုက်ပေါ့နော်ပွားပြီးတော့ Messenger TikTok account နဲ့ဝင်ပေးလိုက်ရင်ရပြီပေါ့နော် Okay Okay တော့ Messenger point တို့ရမယ်ဆိုရင်ကျွန်တော်ဆောင်းနာပြပြခဲ့တဲ့အတိုင်းပေါ့နော်ဒီဂျပန်ဆောင်းနာချိန်ည9:00နာရီခွဲနောက်ပိုင်းမှာပဲတိုးရမှာပေါ့နော်တိုးပြီးတော့လို့ Messenger account နဲ့ login ဝင်ပြီးတော့ပြီဆိုရင်တော့နောက်နေ့7:00နာရီကြော်ပြီးမှာပဲဒီ TikTok account ဖွင့်ဖို့ကျွန်တော်ပြောခြင်းနေပေါ့နော် โอเคအဲ့တော့ Thomas ဆေပရမဟုဆိုတာမိတ်ဆွေတို့ VPN ချိတ်မယ်ပေါ့เนาะအဲမိတ်ဆွေတို့ကဆောင်းမီဖိုစင်ကိုကိုအဲ TikTok app ကိုဂျူရဲပွားလိုက်ရရပေါ့เนาะကျွန်တော်ကတော့ခြားဖုန်းနဲ့ဝင်လာဖြစ်တဲ့အတွက်ဒီ TikTok Lite ကိုတော့အခြားဖုန်းတစ်လုံးကသုံးတာပေါ့เนาะဒါပေမဲ့ iPhone ကနေဂျူရဲပွားလို့မရဖြစ်တဲ့အတွက်ကျွန်တော်အခြားမီဖုန်းတစ်လုံးနဲ့ဒီမှာ TikTok Lite ကို VPN ချိတ်ပြီးတော့ကျွန်တော်ဝင်မယ်ပေါ့เนาะโอเคအဲ့တော့ပရမဟုဆိုတာမိတ်ဆွေတို့ VPN ချိတ်လိုက်ပေါ့เนาะ ကဲနောက်ထပ်အရေးကြီးတဲ့တစ်ခုကမိတ်ဆွေတို့ကဒီ TikTok Live ကိုဖွင့်ထားတဲ့ Gmail အကောင့်ကမိတ်ဆွေတို့ဖုန်းထဲမှာရှိနေမှအဆင်ပြေမှာပေါ့နော်။ဘာလို့လဲဆိုရင်ကျွန်တော်တို့အဲဒီ confirmation code တွေပါတောင်းနေပေါ့နော်။အဲဒီလိုမျိုးတောင်းတဲ့အခါမှာဆိုရင်မိတ်ဆွေတို့ code ကိုမပေးနိုင်ဘူးဆိုရင် code မတည်ဘူးဆိုရင်တော့ဒါမျိုး login ဝင်လို့မရဘူး။ဒီတက် code အာဒီ point ကိုတိုးလို့ရမှာမဟုတ်ဘူးပေါ့နော်။ Okay အဲ့တော့မိတ်ဆွေတို့မှာ Gmail password လည်းရှိတယ်ဖုန်းထဲမှာလည်းဝင်ထားတယ်။ code ကြရင်တမ်းပြီးတော့လဲစစ်လို့ရတယ်ဆိုရင်တော့ဟိုခုနီးတိုင်လုပ်လို့ရတယ်ပေါ့နော်။ Okay အဲ့တော့ပြီးသွားပြီဆိုရင်တော့ကျွန်တော် တက်တော့လိုက်တဲ့ကိုကျွန်တော်သွားမယ်ပေါ့နော် Okay တော့တက်တော့လိုက်တဲ့ရောက်ပြီဆိုရင်တော့ဒီ profile ကိုနှိပ်ပြီးတော့ဒီမှာ use for email ရော user name ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးတော့ mail ဆိုတက်တော့လိုက်ဖွင့်ထားတယ် gmail account နဲ့ကျွန်တော် login ဝင်ပေးရမယ်ပေါ့နော်ဒီဘက်မှာ email user name ဆိုတဲ့နေရာမှာ login ဝင်ပေးရမယ် okay ဒီလိုမျိုး login ဝင်တဲ့ခါမှာဆိုရင်သူကကုတ်ကိုတန်းပို့တာပေါ့နော်တကယ်လို့မှမိတ်ဆွေကကုတ်ကမကြောက်ဘူးဆိုရင် password ရိုက်ပြီးတော့ဝင်လို့ရတယ်ပေါ့နော် okay တော့မိတ်ဆွေ Gmail ရိုက်ပြီးသားပြီဆိုရင်တော့အောက်မှာရှိတဲ့ continue ကိုနှိပ်လိုက်ပေါ့နော် အဲ့နေ့တက်ကမှာဆိုရင်တော့ကျွန်တော်တို့ Gmail အဲ Gmail ကဖုန်းထဲမှာဝင်ထားရဲဆိုတက်ပြီးတော့ TikTok ကနေပြီးတော့ confirmation code လာကြမှာပေါ့နော်။ Okay ကုန်မကြဘူးဆိုရင်အောက်က you you password insta ကိုတစ်ချက်နှိပ်ပြီးတော့ message လို့ရိုက်ထည့်လို့ရရပေါ့နော်။ကျွန်တော်ကုတ်ကြဖြစ်တဲ့ကုတ်ကိုတစ်ချက်ထည့်လိုက်မယ်ပေါ့နော်။ Okay ကုတ်ကုတ်ချလိုက်တာကုတ်ထည့်လိုက်တာနဲ့ဒါမျိုး TikTok ထဲရောက်သွားရေပေါ့နော်။ရောက်သွားတဲ့ကမှာဆိုရင်ဘာစားမှမပေါ်လာပဲနဲ့အောင်းနာလေးမှာကျွန်တော် point ယူလို့ရတယ်။ P ဆိုတာလေးပေါ်လာရင်ရပြီပေါ့နော်။ အဲ့တော့မိတ်ဆွေတို့ကဒီဘေးအတူတရားညောင်းမှာပေါ်ဘူးဆိုအလဲကောင်ပလက်နေရာလေးမှာပေါ်လိုက်မယ်ပေါ့နော်ဒါမျိုးပေါ်လာရင်တော့ point တို့ကအောင်မြင်သွားပြီပေါ့နော်အောင်မြင်သွားပြီဆိုရင်တော့ကျွန်တော်တို့အာဒီ tutorial အကောင့်ဝင်ထားတဲ့ဟာလေးကိုတစ်ချက်လောက်အောင်လုပ်ပြီးတော့အ tutorial application ကို clear လုပ်ပေးလိုက်ပေါ့နော်အ clear လုပ်ပြီးကမှညောင်းနောက်နေ့7နာရီကျော်မှပဲမိတ်ဆွေတို့ tutorial software လေးကိုအကိုသုံးထားတဲ့ phone နဲ့ကနေပြီးတော့တစ်ချက်ဝင်လိုက်ပေါ့နော်ဒီထက်မှာတော့ထပ်ဝင်စာမလိုတော့ပါဘူးအဲ့တော့ဒီနည်းလမ်းနဲ့မိတ်ဆွေတို့နေ့စဉ်တိုးလို့ရတယ်ပေါ့နော် ။ Okay အဲဒါလေးမျှော်ပေးခြင်းဖြစ်ပါတယ်။မိတ်ဆွေတက်ကြိုးစီရယ်ဆိုရင်တော့ alliance ဆက်လုပ်ပေးသွားပါ။အဲတကယ်လို့မှမိတ်ဆွေက point တိုးလို့ရတယ်ဆိုရင်တော့ comment လေးမှာတိုးလို့ရအောင်တစ်ချက်လောက်ပြောပေးသွားပါခင်ဗျ။အားလုံးကျေးဇူးတူတင်ပါတယ်။